ဘုရင်ရတာမတန်းလို့ပါမတန်းလို့မယ်ဆိုရင်ဒီကမာကြီးတို့ဒီကကြီးတို့ခွင့်ပြုသလားဘုဒီကမာကြီးတို့ဒီဘုရင်ရဒီသာသနာမှာယောဂီတွေတအားများလာတော့အဖွဲ့ဝဲအဖွဲ့ငယ်တွေကျူရင်လေ့ကျင့်တာတွေဖြစ်လာတယ်ကျူရင်လေ့ကျင့်တာတွေရှိတော့ကျူရင်လေ့ကျင့်မှုဟာဥစဉ်တို့တည်းကအချောသဝင်ပြီးတဲ့ ပုံကိုယ်တွေကိုတရားအခြေခံပြန်ပြခိုင်းတယ်။အဲ့လိုအခြေခံပြပြနေလို့ရှိရင်ဘလို့အခြေခံစပြရမယ်ဆိုတာအဲ့ဒါကိုမှတ်တမ်းလုပ်ပါ။အဲ့လိုမှတ်တမ်းလုပ်လို့ရှိရင်ဒီတပြားကိုကြည့်ခြင်းအဖြစ်အဲနောင်သူတို့အသေးအသေးပုံကိုယ်တွေကအထူးသင်စရာမလိုတော့ဘူးပေါ့။ကိုယ်စဉ်တရားသင်ပြတာကိုပဲအဲကြည့်တာနဲ့ဟိုအသေးဝင်ပုံကိုယ်တွေကဘလို့ကြည့်ရမယ်ဆိုတာနားလည်ပါလား။ အဲ့တော့လုံးမချင်နေရတယ်ချမ်းသာတကကြီးကဘုဘယောဂီနင်ဟာမောင်းပါမင်းအော်မောင်းတော်မင်းစင်ရှင်ပြားတော့စွန်းလုံးတကကြီးကလေဒီလေဒီမှာခြင်းနောက်ကယောဂီကဟုတ်ပြီဒီဘက်ကမကြီးအောင်ဒီလေဒီရောတဲ့ တင်းရဘယ်တင်းကြီးလဲဒီဆရာတော်နဲ့ဆရာကြီးပါဘာဟုတ်ပြီဘုရားတက္ကမကြီးအောင်ဒီတော့ဒီတော့ငါမိုးဖို့မကွန်ကြီးအဲဆရာအိစရန်ဒီမှာနေကြီးအာစီမာစီမိုးဖို့ဘယ်ချင်အောင်ဟုတ်ပြီမိုးဖို့ဘာနောက်ပြီးတော့ဆရာကြီးဦးတန်းကလည်းမာတကြီးအောက်ကမာတကြီးอืม မဟုတ်လေကိစ္စမရှိပါဘူးဦးဇင်းကဒါဘိသာမှာပဲဝင်ခဲ့ဝင်ခဲ့နော်ဦးဇင်းတို့ကျင့်စဉ်စနစ်ကိုကျင့်တော့မယ်ဆိုရင်အခြေခံဘယ်လိုကြည့်ရမလဲဆိုတာကိုသင်ပေးတာဆလိုတာကတော့ရိတ်တာဘုံဆောင်လာတဲ့ပုံစံတွေကိုနော်တရားစကျင့်ဖို့ဟာဘယ်လိုကြည့်ရမလဲဆိုရိတ်တာဘုံဆောင်ဆိုတာအခြားခြားနည်းတွေပါလာတာအခြားခြား delay တွေပါလာတာပေါ့ ကိုသူကြည့်နေကြလေ့ကျင့်ပါလာတယ်။ဦးဇင်းတို့ဒီကကြည့်စင်နေကြတော့ဟိုတခြားသည်ဖြစ်နေ။အဲကြောင့်ဦးဇင်းတို့ဒီကကြည့်စင်ကို လိုက်ကျင့်ရမယ်ဆိုလို့ရှိရင်ဘယ်ရိတ်တာပဲလာလာတရားကျင့်တဲ့ယောဂီကိုတရားထောက်တဲ့ပုဂ္ဂိုလ်ကအခြေခံဘယ်လိုစတင်ပေးရမယ်ဆိုတာကိုဟိုဒါမှတ်တမ်းလုပ်တာမှတ်တမ်းလို့ဒီမှတ်တမ်းရသွားရင်ဖြေလိုက်ရင် ဟိုယောဂီအသစ်တီကိုပြလို့တတ်သွားပြီအဲ့တော့တခါကြီးတို့အခုအားလုံးပဲတမနင်ခွေလေးပြီးတော့ကိုရိတ်တာမှာကိုတရားထိုင်တဲ့အတိုင်းခဏထိုင်နေတာ စုံလုံးကတော့ရှင်ပြားဟိုမှာကျင့်တဲ့အတိုင်းကျင့်နေတာရှင်ပြားဟိုမှာရှင်ကျင့်တဲ့အတိုင်းခဏကျင့်ไกลโดดกระไมโดดหัวมาจิ้นเนี่ยไอ้จิ้นๆกูเอาเลยกูเอาเลยจิ้น ြပါဘူး။ဘာဖြစ်တိထားမလဲ။တခါကြီးအခုထိုင်ခါဆန်းနေတယ်လား။တင်ပါ့။ဟုတ်ပြီ။မင်းကလည်းသူတောင်းတာ။တခါကြီးကလည်းအဲ့လိုတောင်းတာ။ရှင်မင်းကလည်းမောင်ရင်ချိန်ပြီးတော့တင်းထားတယ်။မင်းကလည်းခေါ့မပီးတင်းထားတယ်။ကမကြီးရလည်းနည်းနည်းတင်တာအခုကဲတရားမထိုင်တော့ တာမန်နေတဲ့အတိုင်းနေတယ်။ဟောတော့ရခါချလိုက်။နော်။ဖြုတ်လို့တော့ရတယ်။ဟင်းတခါကြီးရတယ်အခုခါချလိုက်ပြီ။မင်းတခါကြီးရတယ်အခုခါလျှော့ချလိုက်။အဲ့လိုခါဆန်းလာတာဟာတရားကျင့်တော့မယ်ဆိုရင်တရားမကျင့်ခင်ကတော့ဒီတိုင်းပဲ။တရားကျင့်တော့မယ်လို့လဲဆိုတော့ င်းမေးပြင်ပြီးရတယ်ဒီလိုခါဆန်းလိုက်တယ်ဟုတ်တယ်တင်ပါအဲအဲ့တော့ဦးဇင်းတို့ရိတ်တာမှကြတော့ခါမဆန်းသူ့ဘာသူကိုဘဘူအလကားသူတာမန်နေတဲ့အတိုင်းနေနေအဲ့တော့အခြားရိတ်တာကယောဂီတွေလာပြီဆိုရင်အခြားရိတ်တာရဲ့မူစနစ်အတိုင်းထိုင်နေရတာထိုင်နေအဲ့လိုကြိုင်ကိုကျင့်မှများတဲ့အခါကျတော့အဲ့ဒါဝတိဘောပါနေတာဟုတ်ပါဘူး ဒီကိုတော့ဆွန်းလုံးကပထမဆွန်းလုံးလေးလာရင်တော့မျက်နှာတွေရှုပ်ပြီးအတင်းရှူတာပေါ့။မောင်မောင်ကြောက်ကြတယ်။မျက်နှာတွေရှုပ်ပြီးအတင်းခါတယ်။အဲ့လိုရှူတယ်ပေါ့။အရှင်ဘုရားဒါဥဇောနာရှိရနေတာ။ငြိမ်းနေ။အဲ့တော့ဥဇင်းတို့ဒီတရားထောက်တရားတရားပြတော့မယ်ဆိုရင်ဘိဒါလဲလို့မေးတာ။ဒီဘိဒါစင်းကြီးကောက် အခြားရိတ်သားလာတဲ့လူတွေဦးစင်းတို့ဟာတဆူဆူလိုက်တယ်။ဘိဒါမမဝင်ဘူးတဲ့လူတွေကဘာချင်းမှမပါလာဘူး။အဲ့ဒါသူကတဆူဆူလိုက်တယ်ဦးစင်းတို့။အဲ့တော့ဦးစင်းတို့ရှိမှတရားကျင့်တော့မယ်ဆိုရင်တခါကြီးတို့အခုဘာမှမလုပ်ပဲကိုယ့်ဘောက်ကိုတာမန်နေတဲ့အတိုင်းပဲနေရ။ခါကိုရှော့ချဖို့လည်းမဟုတ်ဘူးဆန့်တင်ဖို့လည်းမဟုတ်ဘူး။ထိုင်ရမယ်။ ဒီဥဇုံကံယံပရိဒါယဆိုပြီးတော့ခန္ဓာကို ဖြောင်းပြောင်းမတ်မတ်ထိုင်ရမယ်ဆိုပြီးတော့ပါဠိကိုမြန်မာလိုပြန်လိုက်တဲ့အခါကျတော့ဖြောင်းပြီးတော့မတ်နေရမယ်အဲ့ဒီတိုင်းကိုတရားပြကြတယ်ဥစဉ်ချီကျတော့ဖြောင်းပြောင်းမှန်မှန်လို့ခေါ်တယ်ဖြောင်းတော့ဖြောင်းနေရမယ်ဒီလိုစောင်းနေတာလို့စိုက်နေတာလို့လာနေတာတို့ဒီလိုကြီးကိုယ်နေတာတို့အဲ့လိုမရှိပဲနဲ့ ဒီလိုဖြောင်းပြောင်းဦးစင်းကုထိုင်နေပေါ့ဦးစင်းကုထိုင်တာဒီခါဆဆိုပြောဆမ်းနော်အခုမဆမ်းဘူးသူ့ဘာသူနေမိတိုင်းနေအဲ့လိုနေမိတိုင်းနေတော့ထိတံဝါပဏိဟိတံဝါဆိုတာတီမိတိုင်းထားမိတိုင်းဆိုတာငခုနေနေကြအတိုင်းလေးလို့ပြောတာငခုနေကြဆိုတခါကြီးတရားမထုတ်ဘူးအခုအောက်တာမဏိတဲ့အတိုင်းထိတံဝါပဏိအဲ့လိုနေရမှာ ဲ့လိုဖြောင်းဖြောင်းမတ်မတ်လို့ဖြစ်တဲ့တကြောင်မတ်ကိုအမှန်ဖြောင်းဖြောင်းမှန်မှန်ဆိုစိုင်းနာတို့လန်နာတို့စိုက်တာတို့လိန်နာတို့မရှိဘဲနဲ့ဖြောင်းဖြောင်းမှန်မှန်လို့ဒီလိုယူလိုက်မှန်ပါတယ်နော်ဒါရီကဥစဉ်တပည့်လူရှိဆက်ကျင်လာတဲ့ခါကျတော့သိလာမှာပါအခုကတော့အခြေခံသဘောလေးမှာအဲ့တော့တရားထောက်မဲ့ပုဂ္ဂိုလ်ကြီးတရားစကျင့်တဲ့ယောဂီတွေကို ရိတ်တာကိုမေးတယ်ဆိုရင်နံပါတ်1ခုလိုအရင်သိရမယ်ခါကိုဆမ်းမထိုင်နဲ့ကိုဘကိုကိုဘကိုတာမန်နေတဲ့အတိုင်းလေးနေရမယ်ဟောဒါကိုပထမဆုံးသိရမယ်အဲ့တော့တရားမကျင့်နေမှာအလွတ်တန်းဦးဇင်းတို့တရားအာနာပါနကမ္မထံကိုသိမှာအဲ့တော့အာနာပါနကမ္မထံတင်ကျင့်လို့မယ်ဆိုတော့ဦးဇင်းတို့ထိုင်နေအရိယဘုတ်ကတော့ ိုကလက်ရှိချထားရင်ကိုင်းမယ်ဦးစင်းအနေနဲ့နော်အဲ့တော့ကိုယ်စိတ်ကြဲကိုကလက်ရှိချထားရမလားဒီအလေလိုက်ထားရမလားဒီလိုထားရမလားဆိုတော့ခန္ဓာကိုယ်ပေါ်မှာမူတည်ပြီးတော့ကြွားတယ်အဲ့တော့လက်ချထားတဲ့ဥစ္စာကဒီလက်ချတဲ့ပုံမှာလေခန္ဓာကိုယ်ကိုင်းခိုင်းတာမဟုတ်တဲ့ကိုယ့်ဘကိုတာမန်နေတဲ့အခါမှာနေလို့တော်မဲ့လက်ထားတာမျိုးသင်ပြရအဲ့တော့ဒါအရိယဘုရား စတဲ့တဲ့နေရှူဆိုင်ပြီဆိုလို့ရှိရင်ဝိဇ္ဇနုတ္တိကအာနာမနရှူဆိုင်အဲ့လိုအာနာဘာနာရှူဆိုင်တဲ့အခါမှာဒီလိုရင်ထိုးပြီးတော့မရှိပါဘူးအဲ့လိုရင်ထိုးပြီးတော့ရှင်းတော့ရင်ထိုးပြီးတော့မရှိပါဘူးနောက်ကဒီလိုလဲညွတ်ပဲ့ညွတ်ပဲ့နဲ့မရှိပါဘူးနှစ်ချက်ရှိပါတယ်ဟုတ်ကဲ့ဒီလိုရှင်းတော့ရင်ထိုးပြီးမရှိပါဘူး ဒီလိုညွတ်ပဲ့ညွတ်ပဲ့နဲ့မရှိပါဘူးနောက်တစ်ခါကျတော့မျက်နှာတွေမျက်လုံးတွေနှာခေါင်းတွေပါးစပ်တွေလိုညှိပြီးတော့ချုပ်ပြီးတော့ညှိပြီးတော့မရှိပါဘူးတာမန်ကိုယ့်ဘာကိုတာမန်ရှိတဲ့အတိုင်းမှန်ပါတယ်ညှိချုပ်မရှိပါဘူးသုံးချက်ပြောမယ်ရှည်တိုးနှောင်းရင်ရင်တို့မရှိပါဘူးဒီလိုညှို့ပဲ့ ညှို့ပဲ့နဲ့မရှိပါဘူးမျက်နှာကြီးကိုညှိချုပ်ပြီးတော့မရှိပါဘူးခါကိုလည်းခုနလိုငိုတိုင်းပဲနေရမယ်ရှူတော့မယ်ဆိုပြီးတော့ခါမဆန်းလက်ထားတဲ့ခါမှလည်းတဲ့လက်ကြီးဒီလိုထောက်ပြီးတော့မရှိပါဘူးဟုတ်လက်ထောက်မရှိတော့ဒီချိုးကြတော့ဒီလိုလဲရှူတယ်ဒလွယ်ဆောင်ကြီးအဲအဲ့လိုလဲရှူတယ်လူကြီး အဲ့လိုစောင်းစောင်းမရှိဘူး။အဲ့လိုလည်းမရှိပါဘူး။ပြီးတော့ဒီလိုဘောက်ဆက်ဘောက်ဆက်နဲ့အဲ့လိုလေခေါင်းဘောက်ဆက်ဘောက်ဆက်ဘောက်ဆက်လုပ်ပြီးတော့လည်းမရှိပါဘူး။အဲ့တော့ရှင်းအောင်ရင်ထိုးပြီးမရှိပါဘူး။ညှုပ်ပဲ့ရှုပ်မဲ့နဲ့မရှိပါဘူး။မျက်နှာကိုညှစ်ချုပ်ပြီးတော့မရှိပါဘူး။ဘောက်ဆက်ဘောက်ဆက်နဲ့မရှိပါဘူး။တလွယ်ကောက်ရင်ထိုးပြီးတော့မရှိပါဘူး။အဲ့တော့ဦးစင်းရှူတာကိုကြည့်လိုက်မယ်။ ခုနဦးစင်းပြောသလိုရင်းထိုးတာလည်းမပါဘူးညှုတ်ပဲ့ညှုတ်ပဲ့လည်းမပါဘူးပေါက်ဆက်ပေါက်ဆက်လည်းမပါဘူးမျက်နှာကြီးညှစ်ချိုးပြီးတော့ယူတာလည်းမပါဘူးမှန်ပါယူတဲ့စနေနော်မှန်ပါမမီလားမမီပါဟုတ်ပြီအဲ့ဒါကနောက်တော့ခါယူဆိုင်တဲ့နေရာမှာလေးကိုအဲ့လိုကြီးမယူအောင်ရှည်ကြီးဆိုပြီးတော့ ဆန်တုံးရနော်ထင်းတုံးရပြစ်ချရတယ်အဲ့လိုကြီးပြစ်ချတာမရှိအောင်အဲ့တော့ဥစဉ်ရှူပြမယ်အဲ့လိုရှူတော့ပြစ်ချတာမပါရှူပြီးပြစ်ချတာမပါအဲအဲ့လိုလဲမရှူပါဘူးတဲ့နောက်တစ်ခါရှူတဲ့နေရာမှာလေးဦး ဝင်လေဘူးအရှိကြီးရှူပြီးတော့ထွက်လီမောက်တော့တူတူလေးဝင်လေကြတော့အရှိကြီးရှူတယ်ထွက်ကြပြဆုံမောက်တော့တယ်ရှူကြတော့အဲလိုဝင်လေကြတော့တူတူမောက်ပြီးတော့ထွက်လေကြတော့မောက်တော့တယ်ဝင်လေဘူးဝင်လေကြတော့ဆောင်းသွင်းပြီးတော့ထွက်လေကြတော့ပြေးပြေးမောက်တယ်အဲတော့ဦးစင်းကနာရှူပြမယ် ဝင်လေနဲ့ထွက်လေနဲ့အပြင်းပြော့မှန်နေတယ်နော်ဖြည်းဖြည်းရှူသွင်းပြီးပြင်းပြီးမဟုတ်ထုတ်တာလည်းမပါဘူးပြင်းပြီးရှူသွင်းပြီးဖြည်းဖြည်းရှူထိုက်တော့ရှူထုတ်တာလည်းမပါဘူးဝင်လေရဲ့အချိန်နှုန်းနဲ့ထွက်လေရဲ့အချိန်နှုန်းနဲ့တူပါအဲ့တော့တချို့ကြတော့လေဟို တစ်ချက်ချင်းဘိုက်ဝအောင်ယူပြီးတစ်ချက်ချင်းထုတ်အဲ့တော့ဦးဇင်းတို့ကယူကြတော့တဖြည်းဖြည်းဘိုက်ပြီးအောင်မယူပါဘူးရင်ဝါလောက်ပင်ယူပြီးတော့ထုတ်ရအဲ့ဒါကိုယူပြမယ်ပိုက်ပြောင်းလေးရှိပါလဲမဟုတ်ဘူး။တိတ်တူလုံးတာလည်းမပေါ့။ ဲ့တော့ဝင်လေရဲ့ပြေးဝင်လာတဲ့အချိန်လုံးနဲ့ပြေးထွက်သွားတဲ့အချိန်လုံးလည်းတူညီရမယ်ဝင်လေရဲ့ပြေးဝင်သွားတဲ့အချိန်တူနဲ့ပြေးထွက်သွားတဲ့အချိန်တူနဲ့လည်းတူညီရမယ်တူကြကြတော့မြန်မြန်ရှူတယ်အဲ့လိုရှူတူကြတူကြမြန်မြန်ရှူလိုက်တူကြဖြည်းဖြည်းချင်းရှူလိုက် တွားကြကြတဲ့ခါအဲ့လိုပြင်းပြင်းရှူပြီးတော့နောက်တော့တခါဖြည်းဖြည်းချင်းရှူရင်အဲ့လိုပြင်းပြင်းရှူလိုက်ပျော့ပျော့ရှူလိုက်ဖြည်းဖြည်းရှူလိုက်မြန်မြန်ရှူလိုက်အရှည်ကြီးရှူလိုက်တူတူလေးရှူလိုက်ဗိုက်ပြောင်းရှူလိုက်နဲ့အဲ့လိုမရှူပါဘူးအဲ့တော့ဦးစင်းရှူတဲ့နှောင်းဒီဝင်လေး ရဲ့ပြေးဝင်တဲ့အချိန်လုံးနဲ့ထွက်လျက်ပြေးဝင်လုံးနဲ့အချိန်လုံးနဲ့ဒူရမယ်ပြေးဝင်လာတဲ့၄ရက်အချိန်တုန်းနဲ့ပြေးထွက်သွားတဲ့၄ရက်အချိန်တုန်းနဲ့ဒူရမယ်ပထမရှူရှိုက်ဝင်လေထွက်လေပုံစံနဲ့နောက်ရှူတဲ့၄ရက်ဝင်လေထွက်လေပုံစံနဲ့ဒူရမယ်အဲလိုရှေ့ရှူတဲ့၄ရက်အပြင်ပြောနဲ့နောက်ရှူတဲ့၄ရက်အပြင်ပြောနဲ့ဒူရမယ်နော်ရက်လိုက်တော်ကြရှူတယ်တော်ကြမရှူရရင်တော်ကြ ဲ့လိုယူတယ်တော့ကြရတယ်ရက်လိုက်ယူလိုက်လည်းမလို့အောင်ပြင်းလိုက်ပြော့လိုက်လည်းမယူအောင်ရှည်လိုက်တူလိုက်လည်းမယူအောင်နှေးလိုက်မြန်လိုက်လည်းမယူအောင်ဘိုက်ပြီးအောင်လည်းတဖြည်းဖြည်းမယူအောင်ခုနလိုဝင်လေဖြည်းဖြည်းဖြူပြီးထွက်လေပြင်းပြင်းယူတာလည်းမဖြစ်ပါဘူးထွက်လေကိုပြင်းပြင်းယူပြီးတော့ဝင်လေကိုဆောက်သွင်းတာလည်းမဖြစ်ပဲနဲ့အားလုံးကအရှိတူမှန်မယ်အနည်းမြန်မှန်မယ်ဝင်လေထွက်လေအချိန်မှန်မယ်ရက်လိုက်ယူလိုက် နော်မပါဘဲနဲ့ရှူသွားမယ်ပေါ့နော်ဦးစီးရှူတာကိုကြည့်မယ်ပြောင်းလဲတာတွေ့လားတွေ့ဟုတ်ပြီနော်တအားကြီးလဲပြင်းပြင်းကြီးမရှိဘူးတဲ့ပင်မနေဖြေးပြီးလေးရှူပြန်တော့လေတဲ့ စိတ်ပြန့်လွင်မယ်ငိုက်မီးလွင်မယ်တာကြီးပြင်းပြင်းရွှေလေပင်ပန်းပြီးတော့မရှိနိုင်တော့နော်ဘိုက်ပြောင်မရှိဘဲနဲ့ရင်ဝလောက်တင်ပေါ့အဓိကလေးကိုရှူဆိုင်ပြီးတော့လေးဟာချောင်းချောင်းလေးဝင်ထွက်ရကန်းလုံးလေးချောင်းချောင်းပြေးနေတယ်လို့လေးရလဲချောင်းချောင်းဝင်ထွက်ရမယ်အရှိတူမှန်မယ်အနည်းမြန်မှန်မယ်အပြင်းပြော့မှန်မယ် ဝင်လေးနဲ့ထွက်လေးအချိန်လုံးတူမယ်မရက်ဖဲနဲ့တစ်ဖြောင်းနဲ့ယူသွားမယ်ကဲယောဂီတို့ယူသင်းတော့ခါခါမဆန်းနဲ့ဟုတ်ပြီဒီတိုင်းလေးနေမယ်ဘယ်ဘက်လောက်ပါညာဘက်လောက်ပါတင်မယ်တင်ပြီးတော့ယူကြည့်သမ်းယူမယ်၄ပေါင်းယူမယ်နောက်ကတက္ကမိုက်တည်းက၄ပါနဲ့ ဦးစင်းရှူသံနဲ့နားထောင်ပြီးတော့တူအောင်ရှူကြည့်အောင် င်းရှိလုံးနဲ့ယူသွားမယ်ပထမရှူဆိုင်နဲ့နောက်ရှူဆိုင်နဲ့တူပါမယ်ရောသွားလိုက်ပြင်းသွားလိုက်နှင်းသွားလိုက်မြန်သွားလိုက်ရပ်သွားလိုက်ရှူသွားလိုက်ဟုတ်ပြီဦးစင်းဆက်ရှူပြမယ်ဦးစင်းရှူတာနဲ့ကြားနေတော့တစ်ထက်တည်းကြပါစေ ကကြီးကတရားသုံးကလေးတကကြီးကအယူနှုံနှေးတယ်။နည်းနည်းလေးမြောင်ရှူလိုက်။ဟုတ်ပြီခဏရလိုက်မယ်။အယူခဏရလိုက်။ဟုတ်။ဒါကစနစ်တူ။အော်တကကြီးကမှခါချာ။တွေ့လား။ရလိုက်ကြစမ။ဟုတ်။အဲခါချာ။အဲအဲ့လိုမဖြစ်စေရဘူး။ အခုလိုခါကြတဲ့အတိုင်းလေးပဲရှိသွားနော်တခါကြီးရတာငဘူတိုင်းမလားငဘူတိုင်းပဲအခါဆန်းရမ်းပါဘူးမပါဘူးဟုတ်တယ်ဒီကမကြီးရလဲတာငဘူတိုင်းမလားခါဆန်းရမ်းပါအဲ့လိုရှိသွားအဲ့လိုရှိတဲ့အခါမှာသူတို့ခန္ဓာကိုယ်လမောင်းကြောတွေအကြောတွေတူတင်းပြီးတော့နောက်ကြောတွေနဲ့ဗိုက်ကြောကြီးမျိုးတွေနဲ့ချုပ်ပြီးတော့ ိုက်လို့မရှိပါဘူးဆလို့ဒါကတော့ပေါင်ကြောတွေဒူကောင်းကြောတွေလက်မောင်းကြောတွေနော်ဒီပခုံးကြောတွေနောက်ကြောပိုက်ကြောတွေကိုနှလုံးအညာနေပြီးတော့ဒီလိုချုပ်လက်သီးဆုပ်တယ်ဆိုတာစိတ်ကနှလုံးရင်ကိုတင်းတော့မှဒီမှာတင်းသွားတာဒီကအကြောငါးချောင်းလုံးကိုတင်းလိုက်တာအခုလည်းဒီလိုပဲဒီခန္ဓာကို ပေါင်ကြောနောက်ကြောတွေပခုံးကြောတွေရင်ကြောပိုက်ကြောတွေနောက်ကြောတွေကို

ဒီအကျိုးတင်းရတာအားဆက်ရတာလည်းပင်မနေဘူးခန္ဓာကိုယ်ကြီးကိုပြင့်ထားတဲ့ကြောင့်ခန္ဓာကိုယ်ကြီးကိုပြင့်ထားရတာလည်းပင်မနေဘူးနော်စိတ်ကပင်မနေကိုလိုချင်တဲ့ဝင်လေထွက်လေရှိဘူးစိတ်ကမရောက်ခွင့်နဲ့နောက်ကညှစ်ချုပ်ထားရတယ်ဓာကြီးပြင့်ထားရတယ်ကြာကြာနေတော့လက်တချောင်းမြောက်ထားရင်ကြာကြာမြောက်နေပါမြောက်နေမှာအဲဟုတ်ပြီအဲ့လိုဆိုဒီခန္ဓာကိုယ်ကြီးကြာကြာမြောက်ထားရင်ကြာတော့ပင်မလားကာမစောရီတလားအဲ့ဒါကြောင့်မလို့ စိတ်နဲ့ရုပ်ကိုမငြိချုံနေဆိုတာအကျိုးတွေတင်းအောင်မလုပ်ခင်းနဲ့ကိုယ့်ဘာကိုတရားမထိုင်မင်းနဲ့အာဘီတာမန်နေတဲ့အတိုင်းလေးပဲနေမယ်ထိုင်လို့အချိုးစားကြတာကို ကြည့်ပြီးတော့ရင်ဝါလေးနဲ့အာပြူပြီးတော့ရှူပါမယ်ဟုတ်ပြီနော်ကဲပြန်ရှူကြည့်ရအောင်ခုနလိုရှူနှုံးအဲခါလေးချထားမယ်ဒီတိုင်းရင်ဝါလေးနဲ့အာပြူရှူမယ် လေးပေါင်းရှိပါအရှုဟိုကိုရှုတဲ့လေတံကိုနားကြာနေရင်ဝါကိုအပြုမယ်ဟုတ်ပြီခနာကိုအကျော်ဒီညှိတာချုပ်တာမပါစေနဲ့ဟုတ်ပြီကိုရှုတဲ့လေတံကိုကြာမယ်ဝင်လေထွက်လေရဟုတ် တဖြောင်းနဲ့အခြေတုံကြီးမယ်အနည်းမြန်ကြီးမယ်အပြင်းပြော့မှမယ်အဲကဲဟုတ်ပြီကဲတော်ပြီလောက်ပြီဟောအခုတော့တခါကြီးကခါမဆမ်းမင်းနဲ့ရှူတတ်သွားပြီဟုတ်ပြီအဲဟုတ်ပြီနော်အဲနောက်ဆုံးဦးစင်းတို့ဒီကာမဇောမက္ကတမှာဒီကာမဇော ဒါဒီကံนี้ကြတော့လူလိမ်ဆိုကာမဇောအဲ့ကာမဇောမှာတဏှာဒေါသပါလာအဲ့ဒါကိုမကတံအဲ့တကြောင့်ဓာကြီးစောထားလို့တော့မကူလို့မရဘူးဓာရင်တော့တကယ်လို့ကျင့်တာတွေ့လာတယ်အခုတော့ဦးဇင်းတို့ဒီရှူဆိုင်တဲ့ဤစနစ်ကအခုဦးဇင်းပြတာပထမတော့ဒီလိုရှူဆိုင်လိအထမရှိတော့နည်းနည်းမောသလိုကြက်သလိုဖြစ်တတ်တယ်ဒါပဲနဲ့မကြောက်နဲ့ ရှူသွားနောက်တော့ပွင့်သွား။ဘာဖြစ်လို့လဲဆိုတော့တာမန်နေတဲ့အတိုင်းတွာလာနေတော့အဆုတ်ခမ်းကလည်းလိုသလောက်ပဲသူဖွင့်တယ်။လေးဦး။အခုတိုးရှူလိုက်တဲ့အခါကျတော့လေးများများယူတော့အဆုတ်ခမ်းကဘုံတန်းကြီးမပွင့်။မပွင့်တော့နည်းနည်းမောစလို့ချက်လို့ဖြစ်တယ်။ဟိုလူတစ်ယောက်ကတာမန်နေတဲ့အတိုင်းနေဘုံနဲ့ထပြီးကြီးပါမောတာ။တာမန်ဒီတော့လေကလိုသလောက်လေးယူတော့အဆုတ်ခမ်းကလောက်တယ်။ သူဖွင့်ထားတာလုံလောက်နေတအားပြီးတော့ကိုယ်ကပြင်းပြင်းရှူတော့လေယာအစုတ်ခမ်းလိုသလောက်မပွင့်တော့မောဒါပြင်းလေးကျင်မှများတော့မမောတော့ဘာဖြစ်တော့ဒီခန္ဓာရဲ့လုံဆောင်ချက်ကသဘာဝတရားကိုသူကလေယောညီအောင်လုပ်ပြင်းပြီးနော်နေဘူးတဲ့သွားရွှေထွက်ပြီးတယ်အဲဒီနေထဲကြရင်သူကပြုပြင်ပြီးသူကအပူအေးခန္ဓာနဲ့သဘာဝနဲ့လိုက်ဖက်အောင်သူကမျှတောင်းသဘာဝကိုခန္ဓာပြုပြင်ပြီး အခုလည်းလေလိုသလောက်လေးတာမန်နေတော့အဆုတ်ခမ်းလည်းလူသလောက်ပွင့်တာအဲ့ဒါကိုသဘောပေါက်တော့မောတယ်လို့ဖြစ်တာအဲ့ဒါကိုဦးဇင်းတို့ဒီတိုင်းကိုဆက်ရှူသွားတဲ့အခါမှာ နောက်တော့အဆုတ်ခမ်းနေနောက်ကလိုက်ပွင့်လာတော့မမောတော့မကြက်တော့ဦးဇင်းတို့မနေ့ကကျတော့တဏှာရဆအခုလို့ရှူဆိုင်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကသွေးလေလေပတ်ပြီးအောက်ဆီဂျင်မမြန်ရနော်အဲ့တော့ဦးဇင်းတို့ဒီမနေ့ပိုင်းကျတော့ တဏှာကြီးကနေစခြင်းပါအဲတဏှာကြီးမှာအခုလို့ပြင်ဆင်ပြီးွားလို့ရှင် နောက်နေ့မနေ့ကျတော့ဟိုရှင်များတို့ဒီကတကာကြီးအုပ်စုနဲ့ဟိုကလူတွေနဲ့မတူတော့ဒါကြိုးရင် ပြင်ဆင်လိုက်တဲ့အတွက်ကြောင့်မနေ့ကျတော့ဦးစင်းဒီကရှူဆိုင်တဲ့အတန်ကိုဆက်ကနေဖွင့်ပေးလိမ့်မယ်အဲဆက်တန်ကိုကိုကအာဝန်ဆိုင်ဆရာမလို့ဘူးဆက်တန်ကကိုနားအောင်လာတိုက်တာကိုဦးစင်းဒီကပေးထားတဲ့စနစ်ကိုလည်းမလွဲဘဲနဲ့ရှူဆိုင်သွားမယ်အမေ အဲဆိုတခါကြီးတို့တနာကြီးဘယ်နှစ်ခါတနာကြီး9ချိန်မှန်ပါအဲကြတော့နောက်ပိုင်းညကြတော့တစ်ချိန်2ချိန်3ချိန်လောက်တော့ကြောက်တော့ပွတ်ထွက်သွားတော့အရှူလို့လည်းကောင်းသွားတယ်မှန်ပါနောက်တခါကြီးတို့ကျင်းလို့2ရက်မြောက်3ရက်မြောက်ရောက်သွားရင်နောက်လူလာကျင်းလို့အဲ့ဒီစင်မမီတော့မလိုက်တယ်မှန်ပါနော်အဲ့ဒါပါလေဆိုတာစနစ်ပဲအဲ့တော့ရှူဆိုင်တဲ့အခါမှာဝင်လေထွက်လေကို ထိချက်ကိုအောင်ပြုဖို့တဲ့ဝင်လေထွက်လေကိုပဲအောင်ပြုပါမယ်။ဘာဖြစ်လို့ဆိုတော့ဦးစင်းတော့ရှူဆိုင်တာမှားတယ်မှန်တယ်ဆိုတာလေချောင်းကိုပဲကြည့်ပြီးတော့ဆုံးပြန်။မှန်ပါပဲ။နာသီးဝထိသေးကပ်ပြီးတော့မြန်လိုက်နေလိုက်ပြန်လိုက်အဲ့လိုဖြစ်နေတော့ထိရတော့ထိနေမှာပဲ။ရှူဆိုင်တာမမှန်ဘူးဆိုရင်လေဝင်လေပဲမှန်မှာ။မှန်ပါပဲ။အဲ့တော့ရှူဆိုင်တာမှန်ဖို့ဟာဝင်လေထွက်လေကိုပဲအောင်ပြုပါဟာတဲ့။မှန်ပါပဲ။နော်ဝင်လေထွက်လေက ပြီးဝင်တဲ့လေနဲ့ပြီးထွက်တဲ့လေနဲ့အပြင်းအပြော့အရှိအတူအနည်းအမြန်အဲ့ဒီပုံလေချောင်းကိုကြည့်ပြီးတော့တတိထားပြီးတော့ဝင်လေထွက်လေလေချောင်းကိုတတိထားပြီးတော့ရှူရှိုက်သွားဟုတ်ပြီလားမှန်ပါဗျာအဲ့ဒါဆိုဒါပါပဲဟုတ်ပါတယ်